ဒီနေ့ကျွန်တော်တို့တင်ဆက်မဲ့အစီအစဉ်ကတော့ဆွေးနွေးလေ့လာမျက်မှောက်ရေးရာ episode 7အပိုင်း7ဖြစ်ပါတယ်။ကာလအဖြစ်တော့အောက်တိုဘာလ30ရက်ကနေပြီးတော့နိုဝင်ဘာလ17ရက်နေ့အတွင်းမှာပေါ်ပေါက်လာတဲ့ကမ္ဘာသတင်းအခြေအနေရရကိုကောက်နှုတ်ဆင်းလင်းတင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဒီနေ့အစီအစဉ်မတင်ဆက်မီမှာကျွန်တော်တို့လူလူဆက်သွယ်ရေးမီဒီယာများ ကျွန်တော်တို့လက်ရှိနိုင်ငံသူနိုင်ငံသားများနဲ့လူသားများစားသုံးနေတဲ့မီဒီယာများရဲ့သတင်းတင်ဆက်မှုနဲ့ဆက်လျင်ပြီးအနှဲငယ်တင်ပြလိုပါတယ်ကျွန်တော်တို့အခုလက်ရှိအခြေအနေများအရပြည်တွင်းမှာရောပြည်ပမှာရောသတင်းတုသတင်းမှားတွေလောက်ကျန်သတင်းတွေများစွာ ပေါ်ထွန်းနေတာဖြစ်တဲ့အတွက်သတင်းစားသုံးသူမိဘပြည်သူများညီကိုမောင်မများကမ္ဘာလူသားများအနေဖြင့်အထူးသတိပြုပြီးတော့စားသုံးကြဖို့ကျွန်တော်တင်ဆက်လိုပါတယ် တင်စားတဲ့သာရကကြီးတစ်ခုကတော့ BBC သတင်းဌာနကြီးရဲ့အကြီးအကဲဟာမကြာမီကပဲနှုတ်ထွက်သွားရပြီဖြစ်ပါတယ်။ American သမ္မတ Donald Trump ရဲ့သတင်းများကိုကျွန်တော်တို့လောက်ကြံဖန်တီးပြီးဖြတ်ညက်ကလုပ်ပြီးတင်ဆက်ခဲ့တာဖြစ်တဲ့အတွက်သမ္မတ Donald Trump ကပြန်လဲတုံ့ပြန်ပြောကြားလာတာရှိပါတယ်။ပြောချင်တာကတော့ BBC လိုနာမည်ကြီးတဲ့အထင်ကြီးသတင်းဌာနကြီးတော့မှ အခြေအနေအရရရ မလုံတဲ့မလုံတဲ့လုပ်ငန်းရိုက်ကိုလှုပ်ဆောင်နေရတဲ့အတွက်တခုကဲလို့ဖြစ်စဉ်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ကမ္ဘာလူသားများအတွက်ဆက်သွယ်ရေးဆိုင်ရာနည်းပညာမီဒီယာဆိုင်ရာနည်းပညာများအရာကျွန်တော်တို့ application ပေါင်းစုံကနေပြီးတော့မှ လူသားများကို အသိပေးနေတဲ့သတင်းဌာနများဟာကျင်းဝယ်စည်းကမ်းများကို လေးစားလိုက်နာဖို့လိုအပ်ပါတယ်။ဒီအတွက် များပြည်သူများအနေဖြင့်မိမိတို့ကြည့်ရှုနေတဲ့သတင်းများခံစားနေတဲ့အကြောင်းအရာများကိုလည်းကျွန်တော်တို့အတိတ်တရားဆင်ခြင်တုံတရားဖြင့်တွေးဆပြီးသတင်းများကိုစာသုံးမှုမြတ်တရခံပန်ကြားလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ Prime Media အနေနဲ့တင်ပြနေတဲ့အကြောင်းအရာများကတော့သတင်းများကိုစနစ်ကျနဲ့အများပြည်သူအတွက်အကျိုးရှိအောင်တင်ပြပေးရခြင်းဖြစ်ပါတယ်ကျွန်တော်တို့က အချို့သောသတင်းများကိုစနစ်တကျနဲ့စစ်ဆေးပြီးတော့ပြည်သူတွေအကျိုးရှိမဲ့သတင်းများကိုသာ တင်ဆက်ပေးနေရခြင်းဖြစ်ပါတယ်ပြည်သူများအတွက်အကျိုးမဲ့စေတဲ့အကြောင်းအရာများကိုတင်ဆက်ခြင်းမပြုပါဘူးဒါအပြင်ကျွန်တော်တို့တင်ဆက်တဲ့သတင်းအကြောင်းအရာဆွေးနွေးသုံးသပ်ချက်များကတော့ဘာသာစွဲလူမျိုးစွဲဒေသစွဲပုဂ္ဂိုလ်စွဲမပါဘဲနဲ့သတင်းများကိုသာ တင်ဆက်ပေးရခြင်းဖြစ်ကြောင်းလည်းတင်ပြလိုပါတယ်အဲတော့အခုလက်ရှိကျွန်တော်တို့ မီဒီယာလောကထဲမှာခက်ဆားနေတဲ့အကြောင်းအရာများကတော့သတင်းတုသတင်းမှားတွေလောက်ချမ်းဖန်တီးတာတွေအပြင်ကျွန်တော်တို့သတင်းအစားအတင်းဖြစ်နေပါလာတဲ့အညီဟောက်တွေပါလာတဲ့ကျွန်တော်တို့အတင်းဖြစ်အပြင်ကိုလူပုဂ္ဂိုလ်ရေးရထေရာငေါရာကြီးတာ ကလီတာထီမဲ့မြင်လောက်တာမလေးမစားလောက်တာတွေလည်းပေါ်ပေါက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မီဒီယာသမားများအနေဖြင့်ထူးသဖြင့်လေးစားလိုက်တာမှု mutual respect due respect စတဲ့အပြန်အလှန်လေးစားမှုများကိုလည်းလေးထားတဲ့အကြောင်းဒီပါလဲတင်ဆက်လိုပါတယ်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့မီဒီယာလောကမှာရှိတဲ့မီဒီယာလောကသားများဟာအများပြည်သူကိုစိတ်တောက်ကင်းတဲ့တည်င်းများဘုသူတနဲ့အတွေးခေါ်အယူဆများတိုးတက်မြင့်မားစေတဲ့အကြောင်းအရာများကိုတင်ဆက်ပေးနိုင်ကြပါစေကြောင်းလည်းမေတ္တာရက်ခံလိုပါတယ် ဟုတ်ကဲ့ပါဆရာအခုတစ်ပတ်အစီအစဉ်ရဲ့အော်တိုဝါ30ရက်နေ့ကနေနိုဝင်ဘာလ17ရက်နေ့အထိသူရတဲ့ဖြစ်စဉ်လေးတွေကိုလည်းအချင်းချင်းပြောပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်မဲ့အစီအစဉ်17ရက်အကြောင်းအရာလေးများလည်းစိတ်ဝင်စားပဲကောင်းပါလေအော်တိုဘာလ30ရက်နေ့မှာတော့ကျွန်တော်တို့တရုတ်သမ္မတဆီကျင်းပင်ဟာအမေရိကန်သမ္မတထရမ့်နဲ့ တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံခဲ့ပါတယ်။ APEC စီဝေးတက်ဖို့ရောက်ရှိနေတဲ့တရုတ်ခေါင်းဆောင်နဲ့အမေရိကန်သမ္မတတို့ပြည်ဆောင်တဲ့အခြေအနေမှာကမ္ဘာလူသားများကမ္ဘာသူကမ္ဘာသားများကမိခဲ့သူအခြေအနေများဖြစ်မယ်ဘလို့ရှားလက်ပြေးရမယ်ဆိုတာစိတ်ဝင်စားတဲ့ဆွေးနွေးပွဲလေးတစ်ခုဖြစ်ပါတယ်။သမ္မတထရန့်ရဲ့ပြောကြားချက်အရတော့ဦးနှစ်ဖက်ဆွေးနွေးမှုတွေအောင်မြင် ကောင်းမွန်တယ်လို့သိရတာဒါတော့အော်တိုဘာလ30ရက်နေ့ပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအမေရိကန်ပြည်ထောင်စုမှာထူးခြားတဲ့ဆက်ဆံမှုတွေလုပ်ခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ Florida ပြည်နယ်မှာ Session Race ဆိုပြီးတော့မှာအမေရိကန်ပြည်ထောင်စုမှာရှိတဲ့တာဝန်ရှိတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ကျွန်တော်တို့ Immigration and ကျွန်တော်တို့ Customs Department ICE ပါတယ် DEA ပါတယ် FBI ပါတ လွန်လွန်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့မှကျွန်တော်တို့စောက်ဦးတွေဝင်ရောက်စီးနှင်းရှာဖွေတာတွေလုပ်ခဲ့ပါတယ်။ဒါလည်းရတော့အထူးခြားချက်လေးတစ်ခုဖြစ်ပါ။နောက်တစ်ခုကတော့နိုဗင်ဘာလ2ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံနဲ့ကနေဒါနိုင်ငံကာဝေးဝင်ကြီးတွေကနှစ်နိုင်ငံတပ်ဖွဲ့တွေအပြာလန်အလဲပတ်သွားရောက်ရေးဆိုတဲ့သဘောတူစာချုပ်ကိုလက်မှတ်ထိုးပါတယ်။ထို့တော့ကျွန်တော်တို့တကယ်တမ်းပြန်ကြည့်မယ်ဖိလစ်ပိုင်နိုင်ငံဒီအာဆာပစိဖိတ်တွေမှာရှိတဲ့ဂျွန်းနိုင်ငံကနေဒါနိုင်ငံကတော့ တော်တို့ကြောင့်မိကရှိမှရှိတဲ့နိုင်ငံတနိုင်ငံပေါ့။ဘာကြောင့်ကာကွယ်ရေးရအပြန်လန်တပ်ဖွဲ့တွေလက်ပတ်သွားရောက်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးရလဲဆိုတော့နောက်တစ်ချိန်မှာအရှိဒီကျွန်တော်တို့တောင်ပြိုကင်လယ်တို့အာရှပစိဖိတ်တို့မှာပြည်ပတွေဖြစ်ပွားလာလို့ရှိရင်ကနေဒါနိုင်ငံကလည်းဖိလစ်ပိုင်နိုင်ငံကိုပါဝင်ကူညီမယ်ဆိုတဲ့သဘောတရားမျိုးလေးတွေကျွန်တော်တို့သိရှိနေရတော့နောက်တစ်ခုကတော့အော်တိုဘာလ30ရက်နေ့အပြင်မှာနိုဘင်ဘာလ3ရက်နေ့မှာအမေရိကန်ပြည်အောင်စုဆီယက်တယ်မြို့မှာ ခုနကျွန်တော်ပြောရတဲ့အတိုင်းမွေးစေဝါနဲ့ဆက်လျင်းနဲ့ရှာဖွေစီးနှင်းမှုတွေထပ်လုပ်တဲ့အဖြစ်တဲ့အတွက်အဲဒီမှာကျွန်တော်တို့အာမွေးစေဝါတွေမိတယ်မွေးစေဝါတွေရမှာအဖက်တမင်းပါတယ်ဖက်တနိုင်းပါတယ်အာကိုကင်းပါတယ်အိုက်စ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဘိန်းမြူတွေပါမိခဲ့ပါအဲ့ဒါတွေအပြင်မဟုတ်ပဲနဲ့ကျွန်တော်တို့ငွေသားတွေမိတယ်လက်နက်ခဲယမ်းတွေပါမိတာကတော့တရင်သိရှိရပါနောက်တစ်ခုကတော့ ကျွန်တော်တို့ Reagan ကာကွယ်ရေးဝန်ကြီးကကျွန်တော်တို့ဒီ Donald Trump အပစီဝေးကနေအမေရိကကိုပြန်ပြီးတဲ့နောက်ပိုင်းမှာ American ကာကွယ်ရေးဝန်ကြီးကကျွန်တော်မလေးရှားတို့ Vietnam တို့ Japan တို့ Korea တို့ကိုအလပတ်သွားရောက်ခဲ့ပါသွားရောက်ခဲ့ပြီးတော့ကျွန်တော်တို့ဒီတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ American တပ်ဖွဲ့ဝင်တွေနဲ့စကားပြောပါတယ် စကားသွားပြောပြီးတော့တချို့နေရာတွေမှာကျွန်တော်တို့တောင်ကိုရီးယားနိုင်ငံကိုကာကွယ်ပေးဖို့အတွက်နျူကလ িয়ার ကျင်းငုတ်သမောတွေချထားဖို့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့မှလက်တွေ့ဝန်ဆင်းဆက်ဆဲရလို့သိရှိရပါတယ်။နောက်တစ်ခုကတော့ဒီအခုလက်ရှိအမေရိကန်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကို Department of Defense အစအို Department of War ဆိုပြီးတော့ပြောင်းလိုက်ပါတယ်။ပြောင်းပြီးတော့မှအခုလက်ရှိအမေရိကန်တပ်ဖွဲ့ဝင်များအတွက်ထိရောက်တာတွေ ပို့ပြီးတော့မှမူဝါဒလေးနဲ့ပတ်သက်ပြီးတော့ဘာလေးပြင်ဆင်ရမလဲအမြေပြင်မှာဘာလေးပြုပြင်ကြောင်းလဲရမလဲဆိုတဲ့အရာလေးကိုအမေရိကန်ကာဝေးဝန်ကြီး Big Headset ကိုတိုင်းသွားရောက်လေ့လာခဲ့တာတွေ့ရပါတယ်။အဲဒီမှာထူးခြားချက်တွေကဘာတွေ့လဲဆိုတော့ကျွန်တော်တို့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနှစ်နိုင်ငံကြားမှာ Demilitarized Zone ဆိုတာရှိပါတယ်။စစ်မဲ့ Zone ပေါ့။စစ်မဲ့ Zone ကိုသွားပြီးတော့မှ Big Headset လေ့လာတာတွေ့တယ်။အာတောင်ကိုရီးယားမှာရှိတဲ့ American တပ်ဖွဲ့ဝင်တွေနဲ့စကားပြောတာတွေလောက်ပါတယ်။ ါတော့ထူးခြားတဲ့နေ့တစ်ခုပါအဲတော့ဒေါ်နယ်ထရန့်နဲ့တောင်ကိုရီးယားသမ္မတတွေ့တဲ့အချိန်မှာတောင်ကိုရီးယားနိုင်ငံရဲ့ချိန်ကြောင်းမှုအန္တရာယ်ကိုကာကွယ်နိုင်ဖို့အတွက်တောင်ကိုရီးယားနိုင်ငံမှာနျူကလ িয়ার ရင်ကုန်သမောတွေခြားထားရေးကိစ္စရပ်ကိုလည်းအမေရိကန်ပြည်ထောင်စုကထက်သွင်းစဉ်းစားရရှိတောင်းသိရှိရပါတယ်အဲတော့ဒေါ်နယ်ထရန့်ပြည်ထောင်နောက်ပိုင်းမှာအာဆာပစ်ဖိတ်ဒေသမှာအမေရိကန်ပြည်ထောင်စုကပုံမူပြီးတော့စိတ်ဝင်စားမှုကိုပြသတဲ့အနေနဲ့ကာဝေးဝန်ကြီးက ောက်လျှောက်ကျွန်တော်တို့စီမံဆောင်ရွက်မှုတွေလုပ်ဆောင်နေကြောင်းသိရှိရပါတယ်။နောက်တစ်ခုကတော့ကြာကြက်လေးတစ်ခုကဘာဖြစ်လဲဆိုတော့ကျွန်တော်နိုဗင်ဘာလ3ရက်နေ့မှာပါပဲဂျပန်ဝန်ကြီးချုပ်ကနေပြီးတော့မှမြောက်ကိုရီးယားနိုင်ငံနဲ့နောက်ကိုရီးယားနိုင်ငံနဲ့ထိပ်သီးဆင်ဆွေးနွေးပွဲလုပ်ဖို့အဆိုပြုပါတယ်။အဆိုပြုပြီးတော့မှဘာကိစ္စရပ်ကိုသူတန်းဟန်းလဲဆိုတော့ကျွန်တော်တို့မြောက်ကိုရီးယားနိုင်ငံကနေပြီးတော့ဂျပန်နိုင်ငံလူနိုင်ငံသားတွေကိုတစားကန်ဖြစ်ဖန်ထားတာရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်တည်းကဖန်ထားတယ်။ ပြန်လာပြီးတော့မှဂျာဇာကန်၁၉ဥလက်ရှိမြန်မာပြည်နိုင်ငံထဲမှာရှိနေတဲ့ဖြစ်ပါတယ်။၅ဥတော့၂၀၀၂ခုနှစ်မှာပြန်လွှတ်ပေးခဲ့ရှိပါတယ်။ဒါတော့အခုလက်ရှိတက်လာတဲ့ဂျပန်ကောင်းဆောင်ကဟိုသူတို့နိုင်ငံဖန်ခံလာတဲ့ဂျာဇာကန်လေးပြန်လဲလွတ်မြောက်ရေးကိစ္စရပ်ကိုဆွေးနွေးဖို့ဂျပန်နဲ့မြန်မာပြည်နှစ်နိုင်ငံကြားထိပ်သီးဆွေးနွေးပွဲဖြစ်ဖို့အတွက်တန်းလန်းခဲ့တာလူကြတာတွေ့ရှိရပါတယ်။အဲဒီတော့စိတ်ဝင်စားဖို့လေကဘာကြောင့်နောက်ကိုရီးယားဂျပန်တွေကိုဂျာဇာကန်ဖြစ်ခံလာတာလဲ။ဆိုတော့ ကျွန်တော်ဘူဂျာကူဘာစစ်တော်ကဂျပန်နိုင်ငံကကျွန်တော်တို့တောင်ကိုရီးယားတို့ညကိုရီးယားတို့ရခိုင်နော်တို့ကိုရီးယားကျွန်းဆွယ်လို့ခေါ်တာပေါ့လေအဲဒီဒေသတွေသိမ့်ပိုက်တယ်တောင်နဲ့မြောက်ကိုွဲသေးဘူးပေါ့ပြီးတော့မှတရုတ်နိုင်ငံအစိတ်ပိုင်းတွေကိုလည်းတချို့သိမ့်ပိုက်တဲ့အချိန်မှာဂျပန်နိုင်ငံရဲ့လုံရက်တွေပေါ်မကျေနပ်တာဖြစ်တဲ့အတွက်အခုလက်ရှိအချိန်နေမှာနိုင်ငံရေးရအတုံးချနိုင်တဲ့လောက်ွက်တစ်ခုဖြစ်ဂျပန်နိုင်ငံမှာရှိတဲ့တစားကန်တွေဖန်ဆီးထားပြီးတော့မှမြောက်ကိုရီးယားနိုင်ငံ ထိန်းသိမ်းထားတာဖြစ်ပါတယ်အခုနောက်ပိုင်းတော့အခုလက်ရှိမျိုးသမီးအာတာကာရှိကတော့အဲ့ဆိုပါတစားကန်လေးလုံမြောက်ရေးအတွက်ဆွေးနွေးညှိနှိုင်းမှုတွေကျွန်တော်တို့ကမ်းလှမ်းခဲ့တာလေးတွေ့ရှိရပါတယ်နောက်တစ်ခုကတော့ကျွန်တော်နိုဝင်ဘာလ၄ရက်နေ့မှာမက္ဆီကိုမှာကျွန်တော်တို့အိုဒူရာပန်မြို့မှာဖြစ်တဲ့မြို့တော်ကကာလို့စ်မန်ဆိုဆိုတာတက်ခံရပါတယ်တက်ခံပြီးတော့မှဘာကြောင့်တက်ခံရလဲဆိုတော့ဟာကိုလေ့လာလိုက်တဲ့အချိန်မှာ မွေးစေဝါကျောင်းဝယ်ဖောက်ကားတဲ့မွေးစေဝါမှုန်ကူမှာများကနောက်ွယ်ရနေလုံချံတစ်ဖြတ်ခိုင်နေလို့သိရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လုံပင်ပါလာ9ရက်နေမှာအထူးခြားဆုံးကတော့တရုတ်နိုင်ငံရဲ့တတိယမြောက်လေရင်တင်သမောဖူကျန့်ကိုကျွန်တော်တို့တတ်တော်ဝင်ခန္ဓာပြုလုပ်ပါတယ်အဲတော့ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံအခုလက်ရှိရေတပ်တိုးချဲ့မှုတွေဆောင်ရွက်နေပါတယ် ရေတမ်းမှာရှိတဲ့စိတ်ရင်းရင်းတွေဒုချက်လာလို့တို့လို့ရေတမ်းနဲ့ပတ်သက်တဲ့ဤပညာတွေစစ်တီရေးစွမ်းအားတွေပြုမြင်တာတွေလုပ်နေတာဖြစ်ပါတယ်။တောင်တေးဥပ္ပလေအတွင်းမှာပုံမိုပြီးတော့မှဖြန့်ကျက်ထားနိုင်ဖို့အတွက်လေရင်တင်သမောတွေတိဆောက်ခဲ့တာအခုဖူးကျန့်ဆိုတဲ့လေရင်တင်သမောဟာတတိယမြောက်လေရင်တင် သမောဖြစ်လာပြီဖြစ်ပါတယ်။အဲဒီတတိယမြောက်လေရင်တင်သမောရဲ့ထူးခြားချက်က electromagnetic catapult ဆိုတာပါလာတယ်။ ESC တန်လိုက် swine and don't net လေရင်ပြန်တက်တဲ့စနစ်ပါလာတာဖြစ်ပါတယ်ပြန်တက်တဲ့စနစ်ပါလာတာဖြစ်တဲ့အတွက်အဖြစ်မိတဲ့လေရင်တင်သမောတစည်းဖြစ်ပါတယ်သမရာတိယသမရာရှိခြင်းမင်းကိုယ်တိုင်တယောက်ခဲ့ပြီးတော့မှကျွန်တော်တို့တရားဝင်ခန္ဓာနဲ့အတတော်ဝင်ခန္ဓာပြုလုပ်ခဲ့ပြီးတော့မှတရုပ်ရှိတဲ့ရဲ့ဆွမ်းမကားတစ်ခုခန္ဓာနာတဲ့ဖွင့်လက်ခဲ့ပြီးဖြစ်ကြောင်းပြောကြခဲ့ပါတယ်နောက်တစ်ခုကတော့ ကျွန်တော်တို့လောကမှာခုနှစ်နှစ်မှာထူးထူးဆန်းဆန်းလေးပေါ့ကျွန်တော်တို့ဒီအာဖရိကနဲ့အရှေ့လယ်ပိုင်းမှာသခင်တော်ကကျွန်တော်တို့လက်ပြားကောင်းဆောင်ကထားပြီးဆိုတာရှိပါတယ်။အဲဂရာဖီရဲ့အဖြစ်သူကျွန်တော်တို့ဆာအက်အယ်အစ္စလမ်ကထားဖီဆိုတဲ့အဖြစ်သူပါလူမြင်ကွင်းရှိတဲ့နိုင်ငံကြီးလောကထဲသို့ကိုလုံးပြပြီးတော့ပြန်လဲဖက်ပေါ်လာတာဒါကသိရှိရပါတယ်။ဒီဂရာဖီရဲ့အဖြစ်သူကနိုင်ငံကြီးထဲမှာပြန်လဲပါဝင်လာမလား လျပြားနိုင်ငံကိုပြန်လဲကျွန်တော်တို့တိဆောက်လာမလားခေါင်းဆောင်လာမလားဆိုတာကိုလည်းကမ္ဘာမီဒီယာများကစိတ်ဝင်စားလေ့လာနေကြပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အရှိလေပိုင်းမှာခင်တော်ကအရာတောင်းတင်းတဲ့အီရန်နိုင်ငံလိုအီရန်လိုလျပြားလိုနိုင်ငံတွေကကျွန်တော်တို့အစ္စရေးနိုင်ငံကိုအလာတိုက်ခိုက်ဖို့ဖျက်ဆီးဖို့အတွက်ကြံစည်နေတာဖြစ်ပါတယ်။ကြံစည်နေတော့အရှိလေပိုင်းမှာအင်အားအကြီးဆုံးဖြစ်တဲ့လျပြားနိုင်ငံကိုလည်း လာကျွန်တော်ဝင်ရောက်တိုက်ခိုက်တာလေးမျိုးလုပ်တဲ့ခရာဗီကိုဖမ်းတယ်။ယူရိုနိုင်ငံမှာလည်းတိုက်ခိုက်တာလေးလုပ်တဲ့ဆရာဟူစိန်ကိုဖမ်းလာမျိုးလုပ်တော်လဲပဲ။အခုလက်ရှိလက်ပြားမှာတော့ခရာဗီရဲ့သားဟာနိုင်ငံရေးမှာပါဝင်လာပဲရှိကြောင်းဒေသသူများရဲ့ပြတ်သားတဲ့အရာသိရှိရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမာလာမှာအမေရိကန်ပြည်တော်စုမှာ C5+1 ဆိုတော့အမေရိကန်ပြည်တော်စုရဲ့ကာကြီးစတန်ရဲ့ တာဂျီကစ္စတန်ရဲ့တာကမင်နစ္စတန်ရဲ့ဥဇ်ဘက်ကစ္စတန်ရဲ့ခြားလေပိုင်းမှာရှိတဲ့နိုင်ငံ၅နိုင်ငံနဲ့သမရတော်နဲ့ဖန်နဲ့ဆွေးနွေးဝဲလုပ်ပါဒီအာရှအလယ်ပိုင်းမှာရှိတဲ့နိုင်ငံ၅နိုင်ငံတခင်တော့ကကျွန်တော်ဆိုရက်ပြီးအောင်စုအတွင်းထဲမှာပါဝင်ခဲ့တဲ့နိုင်ငံတွေဖြစ်ပါတယ်အခုဆန်ဒရာအရှာမှာရှိတဲ့နိုင်ငံတွေပါဝင်ဆွေးနွေးပြီးတော့မှအမေရိကန်ပြည်တော်စုကတော်နဲ့ဖန်တာနောက်ဖက်ဆက်ဆံမှုတွေတိုးမြင့်ရရှိပါတယ်ဘာကြောင့်လဲဆိုတော့ ိနိုင်ငံတွေကရေနံနဲ့ကျွန်တော်တို့မာပြူအောင်ရောက်ထုတ်တွေထွက်လာတယ်။ထွက်လာဖြစ်တဲ့အတွက်ဒီဘိုအာဆာငါးနိုင်ငံနဲ့အမေရိကန်ပြည်အောင်စုအိမ်ပြူတော်မှာဆွေးနွေးပွဲလုပ်ပြီးတော့မှဒေသတွင်းလုံခြုံရေးစွမ်းရည်မြင့်တဲ့အခြားသောပူးပေါင်းဆောင်ရွက်တွေပို့တွေအတွက်ဆွေးနွေးလျက်ရှိကြောင်းသိရှိရပါတယ်။နောက်တစ်ခုကတော့နိုဝင်ဘာလ9ရက်နေ့မှာထူးဆန်းတာလေးတစ်ခုပေါ့ အစ္စရေးတပ်မတော်ကနေပြီးတော့မှကျွန်တော်တို့တရုတ်နိုင်ငံတွင်းထားတဲ့ ISS ကစီး900ကိုပြန်သိမ်းပါပြန်သိမ်းပြီးတော့မှဒီကားတွေကိုသုံးဆမှုမပြုတ်တော့ဘူးလို့သိပါဘာကြောင့်လဲဆိုတော့ဒီတရုတ်နိုင်ငံထုတ်ထားတဲ့ ISS ကားတွေရဲ့အတွင်းမှာအဲ့ဒီကားတွေကိုစုံစမ်းထောက်လန်းနိုင်တဲ့ကိရိယာတွေတရုတ်ဘက်တက်ဆင်ထားတယ်ဆိုတာဟိုအစ္စရေးနိုင်ငံသိရှိတာဖြစ်တဲ့အတွက်တရုတ်နိုင်ငံ AV ကားတွေပြန်သိမ်းမယ်လို့သိရှိရပါတယ် တကယ်ရတော့အခုလက်ရှိနည်းပညာအခြေအနေများအရတော့ကျွန်တော်တို့ electric vehicle electric vehicle နာမည်ကြီးနေတော့ဒီကားတွေကိုတုံးဆွဲဖို့အတွက်ကျွန်တော်တို့စိတ်အားထက်သန်နေတဲ့လူပုဂ္ဂိုလ်တွေအနေနဲ့အဲတရုတ်နိုင်ငံရဲ့ကုန်ပစ္စည်းတွေကိုအထူးသတိထားကြဖို့အတွက်ကိုထပ်လောင်းတက်ဆက်လုပ်ပါတယ်ဒါတော့ထူးခြားတာလေးတစ်ခုပါနောက်တစ်ခုကတော့နိုဘင်ဘာလ10ရက်နေ့မှာဂရီဒီဝင်ကြီးချုပ်ကနေပြီးတော့မှအမေရိကန်ပြည်ထောင်စုအင်ပြူတော်ကိုရောက်ရှိပါတယ်ရောက်ရှိပြီးတော့မှ သမရာထရန်နဲ့တွေ့ပါတယ်တွေ့ပြီးတော့မှနဖက်ဆက်ဆံရေးတုံးမြင့်ကိုဆောင်ရွက်တဲ့အချိန်မှာထူးထူးခြားခြားပေါ့ဟန်ဂရီနိုင်ငံကပရရှားနိုင်ငံကရေနံတင်သွင်းတဲ့ကိစ္စရဲ့အတွက်အေးအေးပိတ်ဆို့မှုတွေကိုအမေရိကန်ဖက်ချုပ်သိမ်းပေးခဲ့ပါတယ်အဲဆိုလိုတာကတော့ရုရှားနိုင်ငံကရေနံတွေတွင်းတဲ့အတွက်ဟန်ဂရီနိုင်ငံအပေါ်အေးအေးပိတ်ဆို့မှုတွေမလုပ်တော့ဘူးဆိုတဲ့သဘောမျိုးလေးဖြစ်တာဖြစ်တဲ့အတွက်ဟန်ဂရီနိုင်ငံနဲ့ မေရန်ပြည်တော်စုကလည်းဆက်ဆံရေးတိုးမြင့်နေကြောင်းကျွန်တော်တို့လေ့လာသိရှိရပါတယ်။နောက်တစ်ခုကတော့နိုဗင်ဘာလ10ရက်နေ့မှာအမေရိကန်ပြည်တော်စုမှာကျွန်တော်တို့ဒီ government shutdown လို့ခေါ်တဲ့အစိုးရရုံးဌာနတွေပိတ်သိမ်းထားတဲ့ကိစ္စရပ်ကိုဟော democratic နဲ့အာကျွန်တော်တို့ republican တွေဆွေးနွေးညှိနှိုင်းခဲ့တာအဆင်ပြေသွားပြီဖြစ်ပါတယ်။အဆင်ပြေသွားပြီဖြစ်တဲ့အတွက်အာ government shutdown ရဆိုင်ပြီးတော့မကြခင်မှာပဲကျွန်တော်တို့ ဟိုဝင်သန်းနေငွေကြေးလေးပြန်လဲရရှိလာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအဲ့ဒီနေ့မှာပါပဲကျွန်တော်တို့ဗင်နီဇွဲလားကိစ္စရနဲ့ပတ်သက်ပြီးတော့အမေရိကန်ပြည်ထောင်စုကကယ်ရေဘီယံမှာရတပ်ွဲလေးခြားထားတာဖြစ်တဲ့အဲ့ကိစ္စရနဲ့ပတ်သက်ပြီးတော့မှာဒီဘနိုင်ငံတနိုင်ငံဟိုစည်ရေးရရေးယူမှုလောက်ဆောင်မယ်ဆိုလို့ရှိရင်အမေရိကန်ပြည်ထောင်စုရဲ့ concrete ခွင့်ပြုချက်လိုတယ်ဆိုတော့ပြောပါတယ်အခုလက်ရှိအခြေအနေကတော့အော်တိုဘာလ10ရက်နေ့မှာ အမေရိကန်ပြည်တော်စုရဲ့ကွန်ကရစ်ကနေတင်ဒီဒေါ်လာကိစ္စရက်ကိုခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့သိရှိရပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ထူးခြားတဲ့ဖြစ်စဉ်လေးတွေကတော့အဲဒီနေ့ပေါ့လေဒီနေ့ကတော့ကျွန်တော်တို့ဒီအချိန်တိုင်းမှာကတော့အော်နိုဗင်ဘာ7ရက်နေ့ပေါ့အမေရိကန်ပြည်တော်စုမှာတော့7ရက်နေ့ပဲရှိပါသေးတယ်။အဲဒီမှာထူးခြားတာလေးကပါလဲဆိုတော့အမေရိကန်တမရဟာအမေရိကန် ျွန်တော်တို့နိုင်ငံတော်စစ်သင်္ကန်းကိုသွားပါတယ်ပါလင်တန်မှာရှိတဲ့နိုင်ငံတော်စစ်သင်္ကန်းကိုသွားပြီးတော့သူရဲ့ကောင်းစစ်သည်များစစ်မှုထမ်းဟောင်းများနဲ့ပတ်သက်ပြီးတော့မှဟိုဂုံပြူတဲ့အခမ်းအနားလေးတခုတက်ရောက်လာတယ်တက်ရောက်တော့ကျွန်တော်တို့ပြောချင်တာတော့ရခိုင်တော်ကအမေရိကန်ပြည်တော်စုအဆက်အစင်ဆက်ရှိတဲ့သမရတွေဟာနိုင်ငံတော်လွတ်လပ်ရေးအတွက်တည်ငြိမ်ရေးချမ်းရေးအတွက်အဲသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့စစ်သည်တွေပေါ်လေးထားမှုနည်းခဲ့တော့လေဒေါ်နယ်ထရန့်လက်ထက်မှာတော့ အမေရိကန်ပြည်တော်စုအာလင်တန်မှာရှိတဲ့နိုင်ငံတော်စစ်သည်ကြီးကိုတွားရောက်ပြီးတော့မှနိုင်ငံတော်အတွက်အသက်သွေးချေးပေးဆက်ခဲ့လူတွေကိုကွန်ပျူမတ်စကားပြောကြားနေကြောင်းသိရှိရပါတယ်။ဒါကတော့အခုလက်ရှိအာအော်တိုဘာလ30ရက်နေ့နေ့လိုမြန်မာလာ17ရက်နေ့အထိထူကြတဲ့ဖြစ်စဉ်များအချင်းကိုခေါင်းတို့တက်ဆက်ပေးရခြင်းဖြစ်ပါ ဟုတ်ကဲ့ပါဆရာဒါဆိုရင်မေးစင်တာလေးရပါတော့အမေရိကန်နဲ့တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအရဆိုရင်ခုပြောင်းလဲမှုရှိသွားပြီလားဆရာအကောင်းဆုံးမှုတွေမှာဘယ်လိုမျိုးလေးတွေအခြေအနေတွေတောင်းလဲသွားပြီလဲဆိုတာလေးလည်းပြောပြပေးပါအောင်ချက်ဟုတ်ကဲ့ဒီအမေရိကန်ပြည်တော်စုနဲ့တရုတ်နိုင်ငံရဲ့အခြေအနေရရဟာ